ါရှင်။ကျမဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့စာရေးဆရာမမဲစုရေးသားထားတဲ့အချစ်ဦးရဲ့ချင်းချက်ကလေးဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ရှင်။ကျမမေအပ်ပါ။အချစ်ဦးရဲ့ချင်းချက်ကလေးအပိုင်း23မိရှင်ပရမနိဖြစ်ပြီးပြန်လာသည့်နေ့ရက်များသည်ကျွန်တော်အတွက်ရေငက်သူကို ရေကြီးရေအီးတစ်ခွက်ကံပီးခံလိုက်ရသည်ဖြစ်နေ ကျွန်တော်နဲ့မိရှင်တရားဝင်ချက်သူဖြစ်နေပြီဟူသောလှုပ်ဝက်ချက်ကို အကြာကြီးထိမထားနိုင်ခဲ့ပါ။အာလူးနဲ့ငကြော်လည်းတိတ်သွားခဲ့ပါသည်။၎င်းတို့တိမိလက်ဆနှင့်အတူတူကျွန်တော်နဲ့မိရှင်အပြင်ထွက်နိုင်ရေးသူတို့နှစ်ယောက်ကိုပါအပူကက်ရပါတော့၏။အန်နီမရဲ့ဒါရုဆိုင်မွေးပွဲဖြစ်ပြီးတော့အုံနောက်စီရင်ရုပ်ရှင်သွားကြည့်ကြမလို့လေ။ကျွန်တော်ရဲ့မင်းဆက်ရဲ့အာလူးရဲ့သွားဖို့ညှိပြီးပြီးမိရှင်ကိုရောထက်အောင်လား။ အမလေးငါသမီးလေးကိုတော့ဘယ်မဖဲ့ကြပါနဲ့အေးမင်းတို့နဲ့ပဲစိတ်မချเสียဘာမှမရှိဘူးသွားကြသွားကြကျွန်တော်နဲ့မိရွှင်ဤပရမအူဆုံးချိန်တွေ့စဉ်တုန်းကဘူးချုပ်လမ်းမပေါ်ရှိငွေဆောင်ရုပ်ရှင်ရုံတွင်ရုပ်ရှင်သွားကြည့်ကြပါသည် ရုပ်ရှင်ရုံအပေါ်ထပ်ရှိတဲ့တွင်အာလူတို့နှစ်ယောက်ကို ကြည့်ခိုင်းစီပြီး ကျွန်တော်နဲ့မိရွှင်တို့အတွေ့ကနောက်ဆုံးတန်းမှကြည့်ကြပါသည် ရုပ်ရှင်စပြချိန်ကစ၍ မိရှင်လက်ချောင်းသွဲလေးများကို ကျွန်တော်လက်ချောင်းများဖြင့်ရှက်သွဲဆုပ်ကင်ထားပါသည်။ရှင်ထဲတွင်သိပ်၍ရင်ဖို့ရ၏။ငငယ်ကငကြော်တို့အိမ်တွင် TV စုကြည့်ရင်ကြော်ညာလောင်းလန်းကစားခဲ့ကြသည့်ကလေးတအုပ်ဤជីနူးဖွယ်ပုံရိပ်မှညံများနှင့်လက်ရှိလက်ချောင်းလေးများကို ဆုပ်ကင်ထား၍ជីနူးရမှုသည် အကွာကြီးကွာဟလျက်ရှိသည် အတိတ်နှင့်ပြစ်ဆုတ်ပံကိုရှင်တွေ့ရင်ပြုံးလျက်ကကျွန်တော်သည်မိရှင် လက်ချောင်းကလေးများကိုဆွဲယူရင်သူဤလက်ဖမိုးလေးအားကျွန်တော်နှကန်းနှင့်ထိကက်ကနမ်းရှိုင်းလိုက်သည်နေတတော်ကဲနေမင်းဆဲဟူသော စကားကလွဲ၍မိရှင်မှာ ပြောစရာမရှိဘူးထင်ပါ၏ဘာနေလဲမောင်လူခေါ်ပါဆိုနေမှာအေးဟာမောင်ကြီးမောင်ကြီးနေတတော်ကဲရဲ့ဟာ လိမ်မာလိုက်တာမီးရဲ့အမလေးမီးတယ်လားအသေးရလိုက်တာဟဲ့မောင်နဲ့မေးဟူသောနန်းစားလေးများကိုယွတ်ကြည့်စဉ်နှစ်ယောက်သားခက်လလွင် ခဟဟလေးပြိုင်တူရင်မောမိကြသည် ထို့နောက်ကျွန်တော်ကမိရွှင်ဤပါကိုရှုပ်ကနေမှုလိုက်စဉ်မိရွှင်ကအရှက်သေးစွာဖြင့်ကျွန်တော်ရင်ဝင်နေပါအပ်ထားလိုက်ပါတော့သည်ကျွန်တော်ရင်ခုန်တန်တို့တည်လဲနှစ်ဆပုံမြန်ဆန်ခဲ့ပါသည် ထိုနေ့ကကြည့်ခဲ့သောရုပ်ရှင်ကသည်မိမြကောင်းချောင်းအိမ်ပြန်လန်းတွင်ငကြုံနှင့်အာလူတုထက်ငါအပြိုင်ပြောဆိုနေကြတော့လေကျွန်တော်နှင့်မိရှင်မှာ၎င်းတို့၏ရုပ်ရှင်စကားဝိုင်းနဲ့မပါနိုင်ခဲ့ပေမင်းဆက်ရေမျက်ရည်မကြောက်လားငါဖြေရောက်ကြတဲ့မဲ့တထက်မို့ဦးတနာလုံးလုံးမျက်ရည်တွေပါကြတာဟေကိုကြီးငကြော်ရေသူတို့နှစ်ယောက်ကအလွမ်းတဲကောင်းနေကြတာရုပ်ရှင်ကြောင့်ဘာမှသိရမဟုတ်ဘူး အလူပြောတာလည်းဟုတ်သည်ပြောချင်စရာပင်ကျွန်တော်နဲ့မိရှင်သည်ပိတ်ကားထက်ကရုပ်ရှင်ကိုမကြည့်နိုင်ခဲ့ကြပဲတယောက်မျက်နှာကိုတယောက်ကမလွတ်တမ်းငေးဆိုင်ကြည့်ရင်တယောက်နှလုံးသားထဲကအလွန်းစကားများကိုတယောက်ကအသေးအတန်ဘာသာပြန်နေခဲ့ကြသည်ကိုကျွန်တော်တို့နှစ်ယောက်ပဲသိပါသည်ထိုကာလများကသမီးရီးစားများချင်းတွေ့ကြရာဝယ်နေမြို့လေးဖြစ်သောကြောင့် တွေ့စရာနေရာမှာမပေါ်များလာပြီငငယ်ကကျောင်းပိတ်ရက်များနေပါတိုင်းသွားနေကြရှမ်းကန်ကြီးကိုပဲထက်တလဲလဲသွားဖြစ်ကြသည်ငားစာလိပ်စာများကျွေကြသည်ကံရည်ပြင်းအလဲရှိဖျားစီသူရှမ်းကန်ကိုဖျက်တယ်ထားသောကွန်ကရစ်တံတားလေးပေါ်မှာဖျက်လျှောက်ရင်းသွားကြသည်ရေလေရောက်သောအခါမှာဘေးသို့ခွဲတယ်ထားသောတစ်သားတံတားသွေးလေးများကို တဆင့်ဖြန့်နှင်း၍ရေလေဖျားစီသို့ရောက်ရ၏ထိုတစ်သားတရားလေးကိုဖျက်ရှောင်စဉ်အောက်သို့ငုတ်ကြည့်ပါကကျဲနေသောတစ်သားခင်များကြားမှကံရည်ပြင်ကိုမြင်တခိုက်ပြုတ်ကြတော့မိအထင်ဖြင့်ကျွန်တော်ငငယ်ကအသေးအချိန်ချင်းအေးဖူးသည်ကျွန်တော်တို့လေးယောက်သည်ရေလေဖျားဖူးပြီးပါကရှမ်းလေကံပေါင်းတစ်ပေအရေးရာတပင်များအောက်တွင် သွားထိုင်နေကြသည် မုံများစားတောက်ကြရင်စကားများဖောင်ဖွဲ့ပြောကြသည်အလူသွားမုတ်ဆိုင်ရှာပြီးအလူကျော်ကိုငါမုတ်ကျော်ကိုထတ်သွားဝယ်အောင်ကျွန်တော်ကအလူကိုနှင်ထုတ်သည့်အခါတိုင်းအလူကလည်းကိုကြီးငကြော်လာလိုက်ခဲ့အောင်ဟုဆိုကာအလိုက်တသိငကြော့ကိုလည်းပါထုတ်သွားတတ်သည်တခါတလေကျွန်တော်တငယ်ချင်းမြင့်စုံဝင်းတို့အိမ်တို့သွား၍မုံများဆုလုဆိုင်ရင် တွေ့ကြရသည် ညနေနေအီးချိန်လေးများတွင်တော့ထုံစံအတိုင်းမိရွှင်ကမြို့ရင်စာအုပ်သွန်ကားမိဟုအကြောင်းပြကာကျွန်တော်နဲ့အတူစိုက်ပျိုးရေးတိတ်ပန်ကြောင်းအလုံးမြို့အစုံပဲရှိနေကြခဲများစီတို့ရောက်သွားတတ်ပါ၏ခြေရသူနဘေးတွင်ရှိနေသောညနေခင်းများကိုကျွန်တော်အလုံးမျက်နှိုးလာပါသည်ထိုညနေ၏လေပြေနွနွလေးများအလွင်တွင် ချီရသူထံမှရသောတနခါယနံ့တင်းတင်းလေးများကို ကျွန်တော်တက်မှတ်ခဲ့ဖူးပါသည်ဂုတ်ထောက်ယုံသာရှိသောစတက်ကေစပင်ချွန်ချွန်လေးများအစာကျောအလေတို့ရောက်နေကြပြီဖြစ်သောချီရသူဤဆန်ရွယ်ပြော့ပြော့ချွန်ချွန်လေးများကိုလည်းဆွဲလန်းခဲ့ဖူးပါသည်စပင်ကလေးနင်းနေစဉ်နောက်သို့ဝဲဖြာလျက်နေကြသောဆန်ရွယ်လေးများရှိန်ရွယ်လှုပ်ရှားပုံမှား လေထဲတွင်ငိတ်ညောင်းစွာပြန့်လွင့်နေသည့်ဂီတတန်စင်လေးများကိုမြင်ရသည့်အတိုင်းယူသွားမလားဟုပင်ထင်ခဲ့ဖူပါသည်ညနေခင်းရလေပြေးထဲမှာမေဆန်ွဲတွေတောင်ဖြန်းနေခါပန်းဝင်လေးရရှတ်သွေးပြာချင်းငယ်လေးတွေတင်ဆိုတော့ပါအဝါရောင်နေကြတန်းခင်းများအလေက မြေမြည်သောလမ်းကလေးပေါ်တွင် စပိန်စီနေကြသည့်အခိုက်အတန့်တွင်ကျွန်တော်ထိုတခြင်းလေးကို စိတ်လူလက်ရညီးမိ၏နေကြာပန်းခင်းများကို ဖြတ်ကျော်လာပြီးပန်းခင်းအဆက်တွင် စပိန်များရက်၍တောက်ထောက်ထားလိုက်ကြသည့်နေ့တစ်ပိုင်းနှင့်ကျွန်တော်မိရှင်အနာသို့ရောက်သွားပြီးမိရှင်ကိုတင်းကျပ်စွာတိုင်းဖက်ထားလိုက်ပြီဖြစ်သည် ချောကလက်တို့တကြားတို့ချူသည် ဆိုရဝဲ မိရွှင်ဤစတော်ဘယ်ရီရနံ့နှခမ်းနီအရာတာကိုမမီလာပါကျွန်တော်ဒီအချိုကိုမကြိုက်လှတော့လဲမိရွှင်ဤနှခမ်းဖူးဖူးလေးများကိုတော့ဆွဲလန်းခဲ့ဖူးပါ၏ပြန်ကြဆုမောင်ရဲ့အရင်ပြန်နောက်ကျရင်မမီစိတ်ပူနေလိမ့်မယ်ဟူသောမိရွှင်ဤတတိပေးတန်သည် ကျွန်တော်အတွက်တော့ကဘာပေါ်တွင်မကြားချင်ဆုံးသောနှူးဆက်တန်တစ်ခုပဲဖြစ်သည် သို့တော်လည်းနှုတ်ဆက်အိမ်ပြန်ချသည့်အခါပြန်ချရသည့်လမ်းအတူတူ ခရီးအတူတူဖြစ်တော်ကြောင်းကျွန်တော်ကျေနပ်ပါ၏။ဤနည်းများဖြင့်ကျွန်တော်နှင့်မိရှင်ချင်းတွေ့ကြရပါသည်။အချစ်ဦးဇက်လန်းလေးသည်ဤသူဤပုံရှင်ခုံစရာများကြည်နူးစရာများနှင့်ပြင်းနေနေခဲ့ဖူးပါသည်။ဒီမေဆက်ချုပ်သည်မှာအတော်အတန်အစဉ်ပြေနေခဲ့ပါ၏။အထယ်များသောရက်များတွင် ကျွန်တော်အဖွားနဲ့အာလူပါ အငြိမ်မနေရပဲကျဲသည်ရိုက်ပေးသူရိုက်ကျဲသည်တက်ပေးသူတက်ပေးရင်ကူကြရပါသည်ဒီကြတဲ့အချင်းရလင်ရသလိုအာလူကိုလည်းဒီမီကဆက်ချုပ်ပညာသင်ပေးပါသည်ဆက်ချုပ်သည့်လုပ်ငန်းလေးလန်တန်းလာတော့ကြောင့်ဒီမီဝင်ငွေဖြင့်မိသားစုစားတောက်ရန် မကြောက်ကြရတော့သဖြင့် အဖွားလည်း ရခင်လိုမေလရီရိုအိမ်တွင်ဦးသွားမလို့ဖြစ်တော့ပြီ။မေမေကတော့ကျွန်တော်အတွက် သုံးဆွဲရန်ငွေအချို့ပို့ပေးမည်ဖြစ်သည်။ကျွန်တော်တက္ကသိုလ်သွားတက်ရန် ထိုငွေလေးများကိုဒီမေကစုပေးထားသည်။ဒီရင်ကတော့တောင်တွင်းကြီးတွင်တိတ်အဆင်မပြေသောကြောင့်အလူအတွက်ငွေပို့နိုင်ခြင်းမရှိခဲ့ပေ။မောင်နှမနှစ်ယောက်လုံးတက္ကသိုလ်သွားတက်ရမည်စရိတ်သည် မနေလှပေ။ ်ထို့ကြောင့်ကျွန်တော်ကပဲနောက်ရှို့၍တက္ကသိုလ်မသွားဘူးဟုညင်းက အာလူကိုသာ အရောက်ပို့ခဲ့ပါသည်ကျွန်တော်အစိုးအားတီမီကလက်မခံပဲမောင်နှမနှစ်ယောက်စလုံးကိုတက္ကသိုလ်မရောက်ရအောင်ဖြင့်ညှစ်ထားမိဟုဆိုကာကျွန်တော်ကိုပါတက္ကသိုလ်သွားစေခဲ့ပါသည်ဖြစ်တဲ့လို့လားငါတူရဲ့တီမီကလည်းမင်းတို့မောင်နှမနှစ်ယောက်လုံးရဲ့ဘွဲ့တက်ပုံကိုအိမ်မှာပဲမိတ်မိတ်ကြီးချိတ်ထားချင်တာ ီမေတို့ပညာမတက်ခဲ့ပေမဲ့ငါတူတို့ငါတူမတို့တိတ်ပညာတက်စေချင်တာဟောကြည့်အခုဆိုငငယ်လေးကလေးကနေပေါင်းလာကြတဲ့မိရွှင်ငကြောငါတူတွေတူမတွေလေးယောက်လုံးတက္ကသိုလ်ရောက်သွားကြတယ်ခေပညာတက်တွေဖြစ်တော့မယ်ဆိုတော့ဒီမေတို့လမ်းထဲဘလောက်ကုံယူစရာကောင်းလိုက်တလဲဒီမေကိုငှက်စရာမလိုပါဘူးမင်းတို့မဖြစ်ဖြစ်အောင်ထားမယ်ဟုတ်ပြီလားငကြောနဲ့မိရွှင်တို့သည် အရှူရှူ၎င်းတို့တက်ရမည့်တက္ကတူများတွင် ခရီးနှင်နေကြပြီဖြစ်တကယ်သို့ကျွန်တော်တို့မောင်နှမနှစ်ယောက်လည်းအဝေးတင်တက်ရန်ခရီးနှင်ဖြစ်ခဲ့ကြပါသည်အထူးပြုဘာသာရပ်များတင်သည့်အချိန်က သမိုင်းကိုဦးစားပေး၍တင်ခဲ့သောကြောင့်မောင်နှမနှစ်ယောက်စလုံးသမိုင်းမိချာယူ၍ကြောင်းတက်ခဲ့ကြပါသည်45ရက်တာစတင်ကြမှုတွင်တက္ကတူတနည်းဟုအမိခံတင်ကြသောပညာရေးစနစ်တည်း ကျွန်တော်တို့ပြပြောကြီးမွေးလျော်ခဲ့ကြပါ၏ပရမနိဖြစ်ပြီး၍အိမ်ပြန်လာကြချိန်တွင်ဒီမေနစ်အဖွားမှာကျွန်တော်တို့မောင်နှမနှစ်ယောက်အားနိုင်ငံ့ကုံဆောင်ပြီးပြန်လာသည့်သူရဲကောင်းများနှင့်ကြိုဆိုရှာ၏ငါမြေတွေကြောင်းတက်တော့အဆောင်မှာဟင်းကောက်ကောက်စားရမှာမဟုတ်ဘူးအဖွားကဒီမေငါမြေတို့အတွက်ဟင်းတွေအများကြီးချက်ထားတယ်ဆာမွေးဝဲကောက်ကောက်ဖြေနိုင်ခဲ့တယ်မလားငါတူနေငါတူမလီ စာရီမတအားချက်ဖြေခဲ့ရတော့ပင်မရှောက်ပါပဲဘာမှမလုပ်နဲ့အေးစစ်စစ်နားကြဒီမေးသည်ကျွန်တော်နဲ့အာလူတို့အတွက်အမေလည်းဟုတ်သည်အတော်ထက်ပိုသောအတော်လည်းဟုတ်သည်ထို့ကြောင့်ကျွန်တော်တို့ဤကိုပိုင်မေမေများထက်ပင်ဒီမေးကိုအချစ်ပူမိသည်မှာအစမ်းလည်းမဟုတ်ပေဥတော်ကိုမြေတားတုံးကြသည်မှာလဲမောင်နှမနှစ်ယောက်သာညီသည်ဒီမေဤမျက်ရည်များကိုလွယ်လွယ်နဲ့မမေ့နိုင်ကြပဲ ဒီမေကူစာဥတော်ကိုမုံပေးကြ၏ကျွန်တော်တို့ပရမနှစ်ဖြည့်ဆိုပြီးပြန်လာချိန်ဥတော်နဲ့သူစနီးတို့ရန်ကုန်သို့ပြောင်းသွားခဲ့ကြပြီဟုတရင်ကြရသည်ထိုကြမှသာ ကျွန်တော်နဲ့မိရှင်သည်ဥတော်တို့ဆိုင်ရှိသည့်လမ်းမပေါ်သို့လွလွလပ်လပ်ခြေဦးလှည့်နိုင်ကြတော့၏ဥတော်ထိုသို့ထွက်သွားသည်မှလည်းတမျိုးကောင်းပါ၏မဟုတ်လင်ဒီမေအတွက်ဥတော်ကိုမြင်ရတိုင်း ဥတော်ဤတရေများကြားတိုင်းအနာဟောင်းကိုအနဲ့ဆော့တကယ်သို့နာကျင်နေပါလိမ့်မည်။တစ်ချိန်ချိန်တွင်ကျွန်တော်သည်ဥတော်ကဲ့သို့ထွက်သွားရသူ ဖြစ်လာလိမ့်မည်ဟုဘယ်တော့ကမှမျှော်လင့်မထားခဲ့တကယ်သို့ရည်လဲမရည်ရွယ်ခဲ့ပါ။တကယ်တကယ်ထွက်သွားရမည်ဆိုလာသောအခါမခံချင်သည့်စိတ်တည်းကကျွန်တော်အသွေးသားထဲတွင်ချိန်ကြိုက်ပုံတစ်လုံးပောက်ကွဲလိုက်သည့်အလားဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့်သာထွက်လာနိုင်ခဲ့ခြင်းဖြစ်၏မခံချင်သောစိတ်တည်းပေါက်ဖွားလာစေသည့်တရားခံသည်မြည်သူမှမဟုတ် တတော်များသာဖြစ်ခဲ့သည်မိရွှင်ဒုတိယနှစ်ဖြစ်ပြီး၍အိမ်ပြန်ရောက်လာချိန်တွင် ကျွန်တော်နှင့်မိရွှင်တွေ့ရဖို့ရည်သည်ရခိုင်နှစ်များကဲ့သို့လွတ်လပ်ခွင့်မရတော့ပေပုံစံဟောင်းများအတိုင်းငကြုံနှင့်အာလူအကူအညီယူ၍မိရွှင်ကိုလက်ပတ်ခေါ်ထုတ်တော်လဲတော်တော်များကမထဲတော့ပါ ိရွှဲကိုသူ့ဖေကအပြစ်မသွားခိုင်းတော့ဘူးမကြော်ရီသားတို့ဘာသာပဲသွားတော့တော်တော်များအတွက်ကျွန်တော်နဲ့မိရွှဲမြစ်တာမျှနေကြောင်းသိသွားသည်ကလွဲ၍အချားအချောင်းပြချက်ရှိမိမထင်ပေရခင်ကတခိုင်ခိုင်ခေါ်၍တီမိစီကိုအမြဲလာနေသောတော်တော်များသည် သူ့အိမ်ဘက်တွင်သာတိတ်ဆိတ်နေတတ်သည်ကျွန်တော်ကလည်းစစ်သူနှင့်တွေ့ရရေးတော်တော်များအလစ်ကိုချောင်းနေခဲ့ပါသည်သို့သောအချီးအနီးသာ ဇေဝဲထွက်လင်းလဲမိရှင်ကိုအိမ်မှာမထားခဲ့ပဲသူနှစ်အတူအပါခေါ်သွားတတ်သည်တော်တော်များသည်နည်းနည်းလေးမြအလစ်မပေးချေအာလူးနှင့်ငကြော်ကလည်းတွေ့ရဖို့အရေးအခက်ကြုံနေသောကျွန်တော်တို့နှစ်ယောက်အတွက်စိတ်မကောင်းဖြစ်နေရှာပါသည်တနေ့တော့ကျွန်တော်တို့အိမ်သို့တော်တော်များရောက်ချလာပါသည်ခိုင်ရင်ဒီအိမ်ကလေးကိုရောင်းဖို့ပြင်နေရကြပြီအဆက်အဆက်ရှိရင်ခိုင်နဲ့တည့်ရသူတွေကိုလည်းဆက်ပေးပါအောင် နည်းနည်းပါးပါးလျှော့ပေးမှာပေါ့နော်ဟဲ့တော်မမမြဒီရဲ့ပိုင်ငင်ချက်သားကောင်းနေရအိမ်ရောက်မှုအလုံးရှုံနေလို့ကိုဘာလို့ရောက်မှလဲမမမြရဲ့ဟုတ်တယ်ခင်ရဲ့ကံဦးရက်ွက်တဲ့ပြောင်းမလို့လေဒီဘက်တဲ့မိရွှင်အဖေဝယ်ထားတဲ့ခြံနဲ့အိမ်ရှိရဲ့ခိုင်တို့တော့တတိယနေအောင်မှာပုံမမမြရဲ့မပြောင်းပါနဲ့လားအမန်တော့မမမြလည်းမပြောင်းချင်ဘူးခင်ရဲ့ မိရှင်ဖရဲတငယ်ချင်းထွေးကိုဆိုတဲ့လူဟာအရက်ကွက်မှာရှိရယ်သူတငယ်ချင်းရဲ့ตาလေးနဲ့မိရှင်တို့ကလည်းကွန်ပျူတာတက္ကသိုလ်မှာအတူတူတွေ့ကြပြီးခင်လာကြတယ်လူချင်းချင်းစကားတွေဆက်မိကြရင်ကလေးတွေကိုတရက်ကွက်ထဲနီးဆက်စေချင်လို့ထင်ပါတယ်မိရှင်ဖေကထွေးကိုตาလေးကိုသဘောကျတယ်ချီးပြောနေတာခိုင်ရိပ်ရောမိရှင်လေးကခုမှ16နှစ်ကျော်ခါစငငယ်လေးပဲရှိပါသေးရဲ့မမများရဲ့ ကလေးကိုအဲ့လိုအိမ်အောင်ကြီးအရေးမှုတူမသိပါစေနဲ့လားမပြောရင်မသိစေချင်သူ့အတွက်မတင်တော်တဲ့လူနဲ့ရောင်းမှမျက်စိထွက်သွားမှစိုးလို့ခံရည်ဒါကြောင့်ထင်းရသိမ်းရတော့ပေါ့ကြားလိုက်ရတော့တတော်များဤစကားများကြောင့်ကျွန်တော်နှလုံးသားများကိုမီးဟန်လိုက်တဲ့ကဲတို့ပူလောင်သွားရပါ၏ဆရာသူကို ဆုံးရှုံးရတော့မီးဟူသောကြောင်ကြစိတ်ကရှင်နေအလွန်နွမ်းနေစေပါသည် တညလုံးလဲဟူလူးတီလေးဖြစ်ကျွန်တော်အိမ်မရခဲ့ဒီရက်များတွင်တစ်ဖက်ခြံမှာတန်တကားဖွင့်တန်ကြတိုင်းကျွန်တော်မှာအိမ်အပေါ်ထပ်သူတက်ကမိရွှင်များလားဟူဝရန္တာမှချောင်းကြည့်ရသည်မှာအမောမိရွှင်နဲ့တော်တော်များကျွန်တော်တို့အိမ်ရှိကဖျက်လျှောက်သွားတိုင်းကျွန်တော်တို့အိမ်ဘက်သူငှဲ့ကြည့်တတ်သောမိရွှင်မျက်ဝန်းလေးများသည်ညိုးငယ်နေ၏ချေရသူနေရောကောင်းပါလေစာဟုပင်မမေးရမပြူရ ညင်သာမြေမကျင်ရသောနေ့ရက်များသည်ငရေအလားပျော်စရာများစိတ်သွုံနေခဲ့သည်တည်ကြတဲ့ခတ်တသက်ကောင်းလေးတစ်ယောက်မှာမိရွှင်တို့အိမ်သို့အဝင်အထွက်စိတ်နေသည်တော်တော်များဖောက်တယ်ချသွားသည်မိရွှင်တို့ကြောင့်ကမိရွှင်တငယ်ချင်းပဲဖြစ်မိထိုကောင်းလေးသည် ဆိုင်ကယ်လေးဖြင့်လာတတ်သည် တခါတလေစပိန်လေးဖြင့်ရောက်လာတတ်သည် သူရောက်လာတိုင်းကျွန်တော်မှဖင်တကြွကြွဖြင့် နေမထီထိုင်မသာနေခဲ့ရသည်ဖြစ်နိုင်လေထိုကောင်လေး၏မျက်ခွက်အားဆုပ်ပြတ်တက်သွားအောင်ပင်ကျွန်တော်သွားဆွဲထိုးပစ်လိုက်ခြင်းပါရော၏အားလုံးယေရှုမြတ်၏တင်ပါရရှင် စိတ်အချမ်းသာခြင်းကိုယ်အချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါရရှင်